ပညာဘူမိတက္ကသိုလ်သုတဓမ္မဒီပလိုမာ level 2စာမျက်နှာ35အကျိုးရှိအောင်နေနီးနေ့စဉ်ဘဝတစ်ခုမှာအခြေခံအားဖြင့်အကျိုးရှိအောင်နေဖို့ဆိုတာအားကိုယ်သူနဲ့အောင်နေဖို့အတွက်ပဲဖြစ်တယ်။လူရည်လို့ဖြစ်လာရင်စည်းဝါးရှာရမှာပဲ။စည်းဝါးရှာတဲ့အခါမှာလဲတရားမြတ်စွာစိတ်ကောင်းမွေးပြီးရှာဖွေကြရမှာ။စိတ်ဖြူစင်အောင်ထားပြီးဆောင်ရွက်ရမယ်။ ငါလုပ်တဲ့အလုပ်ဟာ အများအတွက်ဖြစ်စေအများအတွက်ငါလုပ်သည်မြအကျိုးဖြစ်ပါစေဒီလိုစိတ်ထားမျိုးထားပြီးတော့ login ပေးရမယ်ဒါဟာဘဝမှာအကျိုးရှိအောင်နေနည်းတစ်ခုပဲပေါ့လောကမှာ နေနည်းနှမျိုးကို ပြန်ကြည့်ရင်ပညာရှိတို့ရဲ့နေနည်းနဲ့ပညာမဲ့တို့ရဲ့နေနည်းဒီလိုကွဲပြားသွားတယ်နော်ပညာမဲ့တို့ရဲ့နေနည်းကတော့ ဒီဘဝမှာကောင်းစားရင်ပြီးရောအကျိုးအကြောင်းအဆိုးအကောင်းကိုမသိဘူးစားဖို့တောက်ဖို့ကလွဲပြီးဘာမှမစင်စားဘူးဒီဘဝကောင်းဖို့အတွက်ပဲတွေးတယ်အသက်မွေးတဲ့အထက်မှာပညာနဲ့အသက်မွေးတာအကောင်းဆုံးပဲပညာနဲ့နေတာကစင်စားပြီးတော့လောကိန်ဆောင်ရွက်တာဘယ်လိုများနေ့တွေညတွေကုံသွားသလဲစဉ်းစားတာကိုကိုကိုစစ်ဆေးပြီးတော့ပညာနဲ့အသက်ရှင်တာ ောင်းတဲ့နီးနဲ့နေရည်ရက်တွေကို ကုံအောင်တုံးချပြီးအသက်မွေးသွားတာမဟာနာမရဲ့လျှောက်ထားမင်းများချက်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့ညီအကိုဝမ်းခွဲတော်တဲ့မဟာနာမဆိုတာရှိတယ်။သာသနာတော်မှာဒိဗ္ဗစက္ခုအရာမှာဣဒတဲ့ရတဲ့အရှင်အနုရုဒ္ဓရဲ့နောင်တော်ရင်ဖြစ်တယ်။အဲဒီမဟာနာမရဲ့ဓမ္မအဆင့်ကတက္ကရာကအဆင့်ဖြစ်တယ်။ ဒုက္ခမြတ်စွာဘုရားကိုလျှောက်တယ်ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်တို့ဘဝတစ်ခု ရလာတဲ့အခါမှာတယောက်နဲ့တယောက်နေတာထိုင်တာမတူကြဘူးနေနည်းချိန်နည်းတွေမျိုးမျိုးနဲ့လူတွေဟာနေထိုင်ကြပါတယ်တပည့်တော်တို့ဟာဘယ်လိုနေနည်းမျိုးနဲ့နေရင်အကောင်းဆုံးဖြစ်ပြီးအကျိုးရှိရှိနေနည်းဖြစ်မှာပါလဲလို့မေးမြန်းလျှောက်ထားခဲ့တယ်မြတ်စွာဘုရားက ဘဝမှာအဆင်းမြင့်စွာဘယ်လိုနေရမလဲဆိုတာကိုဟောပြောပါတယ်။အခြေခံအဖြစ်တော့ခုနကလိုမျိုးနေရမှာပေါ့နော်။ဒါထက်အဆင်းမြင့်စွာ နေထိုင်နိုင်အောင်လို့ဗုဒ္ဓမြတ်စွာဘုရားဗုဒ္ဓမြတ်စွာကဟောကြားထားတယ်။လူတွေဟာကုသိုလ်ကံအကျိုးပေးကြောင့်လူဘဝတွေရလာကြတယ်။လူဘဝကိုမြတ်စွာဘုရားကဘယ်လိုသုံးသပ်ပြသလဲဆိုရင်လူတွေဟာအတိတ်ဘဝတုန်းကကုသိုလ်လဲလောက်တယ်အကုသိုလ်လဲလောက်တယ် ကိုယ်တို့အကျိုးပေးအလက်ရောက်လာလို့လူဝကိုရလာခဲ့တယ်။လူဝကိုရလာလို့လဲဒုက္ခဒုက္ခလို့ဆိုတဲ့နှမျိုးကိုခံစားရတယ်။ကုသိုလ်တွေကအကျိုးပေးတဲ့အခါမှာဒုက္ခခံစားရတယ်။အာကုသိုလ်တွေကအကျိုးပေးတဲ့အခါကျတော့ဒုက္ခကိုရင်ဆိုင်ကြရတယ်။လူဘဝဆိုတာကောင်းလိုက်ဆိုးလိုက်နဲ့တလဲစီခံစားကြရတာပဲ။အတိတ်ဘဝတွေမှာလဲအကောင်းနဲ့အဆိုးကိုနှမျိုးလုံးလောက်လာကြတာကို အစိုးရကြီးပဲလောက်တဲ့အခါမဲသွားတယ်လဲဆိုရင်ငရဲဘုံကိုသွားတယ်။ငရဲရောက်နေတဲ့လူတွေကြတော့ချမ်းသာဒုက္ခဆိုတာလုံးဝမရှိဘူး။အာဟုသူတက်တက်လောက်လာ ခဲကြလို့သူတို့မှဒုက္ခဆိုတာမရှိဘူး။အာဟုသူကံကအကျိုးပေးလို့ငရဲဘုံရောက်သွားကြတဲ့သူတွေဖြစ်တယ်။ဂျမဘုံရောက်သွားတဲ့သူတွေကကုသိုလ်ကုသိုလ်ကံအရှိန်တိတ်ကျင်းလို့တိတ်ပြီးကြီးလုံးလို့ ချမ်းသာဒုက္ခအပြည့်ရှိတယ်။လူပုံမှာကြတော့ချမ်းသာဒုက္ခတက်တက်မရှိဘူး။ဆင်းရဲနဲ့ချမ်းသာရောနေတယ်။လူဝရောက်လာတဲ့သူတွေကို ကြည့်လိုက်ရင်တယောက်နဲ့တယောက်အဆင်အတန်းကွာခြားကြတယ်နော်။တယောက်နဲ့တယောက်အခြေခံချင်းမတူကြဘူး။တချို့ကမွေးလာကလေးကကိုယ်ရင်ကမစုံဘူး။ရုပ်အဆင်မလှဘူး။အသိဉာဏ်မပြည့်စုံဘူး။အောက်တန်းကနေမွေးလာတာမွေးလာတာရှိတယ်။ စဖို့နေဖို့အင်မတန်မှခဲရင်းတယ်။စောက်နေရေးဆင်းရဲတယ်။ယောဂါထူပြောတယ်။အဲဒီလိုပုံကမျိုးကတခုနောက်တစ်ခုက လူတယောက်ဟာ မွေးလာကလေးကထိတ်ထိတ်တန်တန်ချမ်းသာတဲ့အိမ်မှာမွေးတယ်။ယောက်ျီအစင်းရူပကာယကလည်းအင်မတန်ချောမောလာပါတယ်။အသိဉာဏ်ကလည်းရှိတယ်။လူ့ဘဝမှာဒီလိုအခြေအနေတွေဟာအခြေခံကဖြစ်လာတာ။ လူဝရောက်လာပြီးမှစူးစမ်းတာမစူးစမ်းတာကနောက်တကန်တစူးစမ်းလို့ရလာပြီးမှ ဖြစ်လာတဲ့စီးပွားဥစ္စာကတကန်တာအဲဒီတော့အခြေခံဖြစ်တဲ့အခြေအနေကမတူတာပုံကိုလေးမျိုးဆိုပါစို့တချို့ပုံကိုတွေကနိုင်ကြတဲ့အခြေအနေမျိုးမှာဖြစ်ပြီးလောက်တော့လဲနိုင်ကြတဲ့အလုပ်တွေကိုလုပ်တယ်ဘာတွေလဲဆိုရင်ဒူးစရိုက်အလုပ်တွေကိုလုပ်တာအဲ့ဒီပုံကိုမျိုးကိုမြတ်စွာဘုရားက အမောင်ထဲကလာပြီး အမောင်ထဲကိုသွားနေတဲ့သူလို့ပြောတာနော်သူနေတာလဲအမောင်ထဲမှာသူလုံနေတဲ့အလုပ်တွေကလည်းအမောင်ထဲသွားမဲ့အလုပ်တွေလုပ်နေတယ်နော်တပြေးပြေးမောင်သွားမယ်ဒီလိုပုံကမျိုးကကောင်းတာလုပ်ရင်တော့အမောင်ထဲကနေအလင်းသွားသူလို့ဆိုရမှာပေါ့တချို့ပုံကတွေကြတော့ပြေးပြေးစုံစုံနဲ့မွေးလာမယ်ရုပ်ရည်ရူပကာယကလည်းရှိမယ် တင်းညာကလည်းပြည့်စုံတယ်ဒါပေမဲ့သူလုပ်နေတဲ့အလုပ်ကဒူးစရိုက်လုပ်ငန်းတွေလုပ်နေမယ်ဆိုရင် အလင်းထက်ကနေအမောင်ထက်သို့သွားတဲ့သူလို့ဗုဒ္ဓမြတ်စွာကဒီလိုပြောတယ်ဒါလည်းရှိတယ်လေတချို့ရုပ်ရည်ကလည်းလာပါတယ်မိကောင်ဖခင်သာသမီလည်းဖြစ်တယ်ဒါပေမဲ့ခိုးဆိုးနေတာတွေမကောင်းမှုဒူးစရိုက်တွေနဲ့မွေးလျော်နေတာတွေ ာဟအလင်းကနေအမောင်ရောက်နေတဲ့သူတွေဖြစ်တယ်။အင်းဒီဘဝမှာရုပ်ရည်ရူပကာယလည်းရှိတယ်။ပြည်စုံတဲ့မိဘတွေကနေမွေးဖွားလာပြီးကောင်းတဲ့အလုပ်တွေကိုပဲလုပ်မယ်ဆိုရင် အလင်းကလာပြီးအလင်းထဲကိုသွားနေတဲ့သူလို့ဒီလိုခေါ်ရမယ်တဲ့။အဲဒီတော့ကိုနေတာဟာအလင်းထဲမှာအလင်းထဲမှာသာနေဖို့အလင်းထဲကိုပဲသွားဖို့လိုတယ်နော်။ မဟာနာမဘုရင်ကြီးကမြတ်စွာဘုရားကိုဘယ်လိုနေနည်းနဲ့နေရမလဲဆိုတာကိုမေးတဲ့အခါမြတ်စွာဘုရားကအစင်းမြင့်တဲ့နေနည်းနဲ့နေဖို့အကြံပေးတယ်။အဲဒီလိုနေဖို့အတွက်လူဆိုတာကအရေးအချင်းကလိုသေးတယ်နော်။အလောက်တာဝန်တစ်ခုကိုလုပ်ဖို့အတွက်အရေးအချင်းကအရေးမကြီးဘူးလား။တာဝန်တစ်ခုကိုထမ်းဆောင်တော့မယ်ဆိုရင်ထိုတာဝန်နဲ့ထိုက်တန်တဲ့အရေးချင်းကလိုအပ်တယ်။အဲဒီလိုပဲ အရှင်းမြင့်မြတ်နေဖို့အတွက် လိုအပ်တဲ့အရေးချင်းတွေကဘာလဲဆိုရင်နံပါတ်၁ဒရာတဲ့ကိုလုတ်တဲ့အလုပ်ပေါ်မှာယုံကြည်ချက်ရှိရမယ်။ယုံကြည်ချက်မရှိရင်မောင်မြင်ဘူး။ယုံကြည်ချက်ရှိမှ အောင်မြင်မှုရရှိမယ်။အဲဒီယုံကြည်ချက်ကို ခိမလာအောင်လုပ်ရမယ်။ဘယ်ရာမှသူ့ဟာသူဖြစ်လာတာမဟုတ်ဘူး။လေ့ကျင့်ယူရမှာပဲ။လိုအပ်တဲ့အရင်သွေးတွေရဖို့ လေ့ကျင့်ယူရမှာဖြစ်တယ်။အားကစားသမားတွေလည်းလေ့ကျင့်ယူရတာပါပဲ။တောင်းတဲ့သမားတွေဆိုတာလည်းတဖြည်းဖြည်းလေ့ကျင့်ပြီးမှရလာတာရလာတာတွေဖြစ်တယ်။ကျောင်းသူကျောင်းသားတွေလည်းငယ်ဘဝကတည်းကလေ့ကျင့်ပေးထားရတာပဲ။လေ့ကျင့်နေဆိုတာချက်ချင်းကြီးဖြစ်ဖြစ်မလာနိုင်ပါဘူး။ရုံကြီးချက်ရှိပြီးတဖြည်းဖြည်းလေ့ကျင့်ရတာပါပဲ။ဒါမှ အောင်မြင်မှုလမ်းစာကိုရှောက်လန်းနိုင်ကြမယ်။ နမနိဝီရိယယုံကြည်ချက်စီအောင်လည်းမပြင်းသေးဘူးခိမ့်မာတဲ့ဇွဲဝီရိယကလည်းလိုသေးတယ်နော်ဝီရိယမရှိရင်တော့လောကကြီးမှာ အောင်မြင်မှုကိုမရနိုင်ဘူးအချင်းချင်းပြင်ဆင်နေကြတာလဲဝီရိယရှိဖို့လိုအပ်တယ်ဝီရိယကလည်းအောင်မြင်ခြင်းရဲ့ဒစိုက်တဒေတာပါဝင်တဲ့အချက်ပဲလုံလဝီရိယရှိမှ အောင်မြင်မှုရဲ့အထုထက်ကိုရောက်နိုင်မယ်နံပါတ်3 조사တဲ့အခါမှာလည်းတတိရှိဖို့လိုအပ်သေးတယ်။အရန်조사လို့မရသေးဘူး။တတိနဲ့조사မှာအောင်မြင်မှုကိုရနိုင်မယ်။တတိဆိုတာ mindfulness ပေါ့။ကိုလိုရမယ့်အလောက်ပေါ်မှာတတိရှိပြီးလောက်ရမှာ။ဒီလိုဆိုလိုတယ်။ဒီကနေ့လောက်တယ်။နေ့ဖြစ်မှာနောက်ရှင်မှာလောက်မယ်။ဒီလိုမရဘူးနော်။ရွေးစီရမယ်။တတိဆိုတာလည်းလိုအပ်တယ်။နံပါတ်၄တမာတိ ။အမှန်လေးဆိုတာစိတ်တည်ငြိမ်တာကိုခေါ်တယ်။လူတယောက်ဟာစိတ်မတည်ငြိမ်ဘူး၊ကနာမငြိမ်ဘူးဆိုရင်လည်းအောင်မြင်မှုကိုမရနိုင်ဘူး။စိတ်တည်ငြိမ်မှုဟာအလွန်ရေးကြီးတယ်။တရားအထုတ်မှတမာတိလိုတာမဟုတ်ဘူး။ဘာအလုပ်ဘာလုပ်ပဲလုပ်လို့စိတ်တည်ငြိမ်မှုတမာတိရှိရမယ်။စိတ်တည်ငြိမ်မှုမရှိရင်ဘယ်ကိစ္စမှမအောင်မြင်နိုင်ဘူး။တမာတိဆိုတာအာယုံတစ်ခုဒီပေါ်မှာစိတ်တည်ငြိမ်နေတာမျိုးကိုခေါ်တယ်။ စိတ်ပြန့်လွင့်နေတာမျိုးမဖြစ်စေရဘူးစိတ်တည်ငြိမ်ပြီးတမာရရှိမှကိစ္စတွေအောင်မြင်နိုင်မယ်နံပါတ်၅ပညာပညာဆိုတာလောက်တဲ့နာလားမလောက်တဲ့နာလားဒီနှစ်ခုကိုခွဲခြားပြီးသိတယ်ကိုလုံးနေတဲ့အလောက်ပေါ်မှာခွဲခြားတတ်ရမယ်ပြောတဲ့နာလားမပြောတဲ့နာလားစိတ်ကူးတဲ့လားစိတ်မကူးတဲ့ဘူးလားဒါကိုခွဲခြားပြီးအမြဲဆန်းစစ်ရမယ် လုံးတင်တာမလုံးတင်တာကို ခွဲခြားပြီးမသိဘူးဆိုရင်ဘာတွေဖြစ်ဘာတွေဖြစ်မလဲလုံးတင်တာကိုမလုံးပဲနေရင် အကျိုးမရဘူးမလုံးတင်တာလုပ်ရင်အကျိုးပြပြမယ်လောကမှာလုံးတင်တာလည်းရှိတယ်မလုံးတင်တာလည်းရှိတယ်လူတွေပြောပြောနေကြတာရှိတယ်ဒီလူမလုံးတင်တာကိုလုံးလို့ဒုက္ခရောက်တယ်လို့ပြောကြတယ်လုံးတင်တာကို မလုံးရင်လည်းဒုက္ခရောက်တတ်တယ်နော်ဒီတော့လုံးတင်တာကိုလုံးရမယ် မလို့တဲ့နာကို ရှောင်ကျင်ရမယ်နော်အဲ့ဒါမှအကျိုးစီးပွားတွေတိုးတက်လာမယ်ပညာကတော့အစင်စင်အကျိုးစီးပွားတွေမြင့်မားလာစေတယ်နော်ပေါင်းလိုက်တော့ဒီအရေးသွေး900ကိုမိမိတန်တန်မှာစီစေရမယ်ဓမ္မအတိနဲ့နေပါဘယ်လိုနေမလဲ။ဘာနဲ့နေမလဲဆိုရင်ဓမ္မအတိနဲ့နေမယ်။ဓမ္မအတိဆိုတာအင်တန်မှကျယ်ပြန့်တယ်။ဘုရားမြတ်စွာဘုရား နေစရာအာယုံလေးတွေကိုပေးထားတယ်နေစရာအာယုံလေးတွေဆိုတာအင်မတန်လွယ်ပါတယ်ဘုရားကိုကြည်ညိုကြတဲ့ဥပါဒကဥပတိကာမတွေဆိုရင်ဘုရားမြတ်စွာရဲ့အရေးအသွေးကို အားလုံးသိနေကြတယ်ဘုရားမြတ်စွာရဲ့ဂုံကိုအာယုံပြုပြီးနေလို့ရတယ်အရဟံတမ္မာတမောတော်ဝိဇ္ဇာဆရဏတမ္ပန်တော်စတဲ့မြတ်စွာဘုရားရဲ့ဂျင်းညိုစရာဂုံတော်တွေကိုအာယုံပြုပြီးတော့ အတိညာနဲ့နားလည်အောင်လေ့လာဖတ်ရှုပြီးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့နေလို့ရတယ်။အ ਨੇ ဆုံးယုတ်ထုတွေပုံတော်တွေကနေစပြီးတော့မြတ်စွာဘုရားသခင် ကိုတော်မြတ်ကြီးရဲ့ဒီငိမ့်နဲ့စိတ်ဆွမ်းအားတွေတီလကုံတမာတိကုံပညာကုံတွေကိုအာရုံပြုနိုင်အောင်လုပ်ရမယ်။ဘုန်းကြီးတို့နေ့စဉ်ဂျာမနီကိုသွားတဲ့အခါဂျာမန်မျိုးသမီးကြီးတဦးကရှောက်တယ်။သူကအစကတော့ ောဓဘာသာဝင်မဟုတ်ဘူးနောက်တော့သူကဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်သူကဘာပြောတော့ဆိုရင်ဗုဒ္ဓမြတ်စွာရဲ့ရုပ်ဘွားတော်ကိုဖူးလိုက်ရတဲ့အချိန်သူရဲ့စိတ်ထဲမှာအယံကိုချီညူးတယ်တဲ့တည်ငြိမ်တဲ့မျက်နှာတော်နဲ့ဗုဒ္ဓမြတ်စွာရဲ့ထိန်နေတော်မူပုံဟာသူရဲ့စိတ်ကိုကြည်လင်အေးချမ်းပြီးကြည်နူးစေတယ်လို့ဘုန်းကြီးကိုရှောက်ခဲ့ဘူးတယ်နော်။နောက်ဂျမ်မာမျိုးသမီးကြီးတယောက်ကမြတ်စွာဘုရားရုပ်ဘွားတော်ကို တခြားနိုင်ငံကနေဝယ်ထားတာထင်တယ်ပုံစံကတော့မြန်မာပြည်ကရုပ်ပွားတော်ပုံစံဖြစ်တယ်ဖျားရုပ်ပွားတော်ကို သူသွားလျာပင့်ရှင်သွားတယ်သူပဲကိုပဲသွားသွားသူရဲ့တိတ်တာထဲမှာဗုဒ္ဓမြတ်စွာရဲ့ရုပ်ပွားတော်ကိုထည့်ပြီးပင့်သွားတယ်သူနေတဲ့နေရာမှာအဲ့ဒီရုပ်ပွားတော်ကိုတင်ထားတယ်ရုပ်ပွားတော်ကိုဖူးမြော်နေရင်သူရဲ့စိတ်တွေဟာကြည်နူးနေတယ်အာယုံပြူပြီးတော့သူနေတယ် ဘုံတော်ကနေပြီးတော့ဂုံတော်ကိုသူရောက်လာတယ်။ဘုံတော်ပဲဖူးဖူးဂုံတော်ပဲဖူးဖူးပေါ့။ဘုံတော်ဆိုတာဘဂဝါအแทမှာပါတယ်နော်။အင်းဒီလိုမြတ်စွာဘုရားရဲ့ဂုံတော်ကိုအာယုံပြုပြီးနေတဲ့အခါမှာလောဘစိတ်တွေဝင်လာသလားဒေါသစိတ်တွေဝင်လာသလားတွေ့ဝင်နေတဲ့စိတ်တွေရှိသေးသလားဒီလိုစိတ်တွေမဖြစ်တော့ဘူးနော်လောဘဒေါသမောဟတွေဝင်လာတဲ့အတွက် အာဟုသူတရားတွေဝင်မလာတော့ဘူးဒီလိုအာဟုသူတရားတွေဟာငြိမ်နေတဲ့အတွက်စိတ်ငြိမ်တယ်အာဟုသူတရားတွေငြိမ်သွားပြီးအန္တရာယ်မရှိဘူးဒီအာဟုသူတရားတွေငြိမ်နေတဲ့အတွက်စိတ်ဟာအာဟုသူတွေအပေါ်မှာမလောက်ရှားတော့ဘူးငြိမ်နေရင်အာဟုသူကာယကံလည်းမဖြစ်တော့ဘူးအာဟုသူဝစီကံလည်းမဖြစ်တော့ဘူးအာဟုသူမနောကံလည်းမဖြစ်တော့ဘူး လောဘပရိယုတ်ထိတံစိတ်တံနဟောတိစိတ်ထဲမှာလောဘတောင်းချမ်းမှု မဖြစ်တော့ဘူးတဲ့ဘုရားကုံတော်တွေကိုအာယံပြုလို့ရှိရင်ဒီလိုအာဟုသို့ကင်းတယ်ဘုရားကုံတော်တွေထဲမှာစိတ်ကတဖြောင်တည်းရှိနေရင်အာလုံးခံစားဖူးပါလိမ့်မယ်ជីနူပြီးဝမ်းသာပီတိဖြစ်နေမယ်ဒါကိုယ်တန်တမှာဖြစ်မဖြစ်စဉ်းစားကြည့်မဖြစ်သေးရင်ဖြစ်အောင်လုပ်ကိုယ်တန်တမှာ ပီတိဆိုတာလေးဖြစ်လာလို့ရှိရင်ကိုယ်လည်းငြင်းချမ်းမယ်စိတ်လည်းငြင်းချမ်းလာမယ်ဒီ project ကဒီတစ်ခုလာရင်နောက်တစ်ခုလာကိုလာရမယ်ဆိုပါစို့လက်စင်မိချောင်းလေးဖွင့်လိုက်လို့ရှိရင်အလင်းကတမင်တကာခေါ်ခေါ်စရာမလိုလိုဦးမလားအမောင်ကိုပယ်ဖြောက်ဖို့တမင်လောက်စရာလိုဦးမလားမလိုတော့ဘူးနော်အလင်းရောက်လာရင်အမောင်ကသူ့ဟာသူပျောက်သွားလိုက်မယ် အဲဒါကြောင့်မြတ်စွာဘုရားကိုအာယုံပြုပြီးစိတ်ထဲမှာကျင်နူးတဲ့အခါပါမောဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်လာတယ်။ဝမ်းမြောက်မှုဖြစ်လာတာနဲ့တပြိုင်နက်စိတ်ထဲမှာငြိမ်းချမ်းတယ်၊ကိုယ်ထဲမှာငြိမ်းချမ်းတယ်။ကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါဒုက္ခဆိုတဲ့ချမ်းသာမှုဖြစ်ပေါ်လာတယ်။ချမ်းသာတော့စိတ်တည်ငြိမ်သွားတယ်။ဒါအခုချက်ချင်းလက်ငင်းရမယ့်အကျိုးဖြစ်တယ်။နေ့စဉ်ဘဝမှာ အဲဒီလိုနေမယ်ဆိုရင်စက်ကလေးတည်ငြိမ်မှုရလာမယ်စိတ်တည်ငြိမ်ဖို့ဆိုတာမလွယ်ဘူးလေလူတွေမှာတောကဖြစ်เสียတောကဖြစ်เสียတွေကြုံရမယ်ဒေါသဖြစ်เสียတွေကြုံရမယ်အမျိုးမျိုးကြောင့်စိတ်တွေမတည်ငြိမ်တဲ့အခါမှာဖျားကုံတော်တွေကအာရုံပြုပြီးနေလိုက်မယ်ဆိုရင်စက်ကလေးတည်ငြိမ်တည်ငြိမ်ငြိမ်အေးလာလိုက်မယ်ဒီနည်းကိုမသိတဲ့သူတွေကြတော့တခြားနည်းတွေနဲ့အစိတ်ကိုတည်ငြိမ်လာအောင်လုပ်ကြတယ် အိုက်ဆေးတွေတောက်တယ်၊မွေးဆေးတွေတုံးကြတယ်။နောက်ဆက်တဲ့မကောင်းတဲ့အကျိုးဆက်တွေအများကြီးခံကြရတော့တာပဲ။တရားဓမ္မမှာ side effect ဘေးထွက်ဆိုးကျိုးဆိုတာမရှိဘူး။တခြားစိတ်ငြိမ်စိတ်ငြိမ်ဆေးတွေကတော့ဘေးထွက်ဆိုးကျိုးတွေအများကြီးလာမယ်။အဲဒီနည်းနဲ့စိတ်တည်ငြိမ်အောင်ကြိုးစားမယ်ဆိုရင်ဒုက္ခရောက်မယ်။တရားဓမ္မနည်းနဲ့စိတ်တည်ငြိမ်စိတ်တည်ငြိမ်အောင်ကြိုးစားရင်တော့အဲ့ဒီဘေးထွက်ဆိုးကျိုးတွေမရှိပဲ ထာဝရငြိမ်းချမ်းတဲ့ငြိမ်းအေးမှုမျိုးရနိုင်တယ်။ဒါမြတ်စွာဘုရားကမဟာနာမကိုအကြံပေးတာအည်သွင်းငါမျိုးနဲ့ပြည့်စုံပြီဆိုရင်မြတ်စွာဘုရားကို အာယုံပြုလိုက်အဲဒီခါမှာမင်းရဲ့စက်ကလေးဟာဝမ်းမြောက်ဝမ်းသာဖြစ်လာမယ်။နောက်တနေ့ကဘုရားကုံကိုအာယုံမပြုဘူးဆိုရင်ဓမ္မကုံကိုအာယုံပြုကြည့်လိုက်တဲ့တွဲခါတော်ဘဂဝတာဓမ္မောဘုရားဟောတဲ့တရားတွေဟာမှန်ကန်တယ် တန်တဲ့ ठी ကောကိုရင်တိမြင်လို့ရတယ်အာဂါလီကောခုစိတ်ထဲရောက်အခုချမ်းသာတယ်အခုကျင့်ရင် အခုစိတ်ချမ်းသာမယ်အေဟိပတိကောဘယ်သူကိုပဲဖြစ်ဖြစ်ဖိတ်ကောပြထိုက်တယ်ဩပနေဤကောတခဏဖြစ်ဖြစ်ကျင့်လိုက်ရင်စိတ်ထဲမှာနှလုံးသွင်းလိုက်ရင်ယင်ထဲငြိမ်းအေးသွားတယ်ပစ္စတံဝတိတ္တပောဝိညာဉ်ဟိကိုကျင့်တဲ့အရာကိုပညာရှိတွေကိုယ်တိုင် ိမြင်ခံစားရတယ်။အဲဒီတရားဂုဏ်တော်တွေထဲကဂုဏ်နှစ်သက်တဲ့ဂုဏ်တော်တစ်ခုကိုနှလုံးသွင်းပြီးနေလိုက်ရင်လောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးမောဟလည်းမဖြစ်တော့ဘူးစိတ်အေးချမ်းမှုကို ရနိုင်တယ်လို့မြတ်စွာဘုရားကမဟာနာမကိုဟောပြောပြတယ်။ဝိတမဂတာယဗဇာယတမပတ်တော်ဝိဟာရမိ မငိမ့်ချမ်းတဲ့သရဝရအထဲမှာငါဟာငိမ့်ချမ်းအောင်နေနေနဲ့ပိုက်ဆံစီမချမ်းသာတာမဟုတ်ဘူးလေတိုက်ကြီးကားကြီးနဲ့နေရုံနဲ့ချမ်းသာတာမဟုတ်ဘူးစိတ်ပူပန်နေရရင်ချမ်းသာတာပဲဟုတ်မလဲအေးဒါကြောင့်မို့မြတ်စွာဘုရားက လောကမှာအချိုးရှိရှိနေဖို့အတွက်ဖရာတရားအာယုံကိုနှလုံးသွင်းထားပါတဲ့ကဲတရားကိုနှလုံးသွင်း အာယုံမပြုတ်ဘူးဆိုရင် အရိယသံဃာတော်တွေရဲ့ဂုံကိုအောင်ပြုတ်လိုက်ပါသောပရိပ္ပန်နောသောပတိပ္ပန်နောအရိယသံဃာဟာမံကန်တဲ့အကျင့်ကိုကျင့်တော်မူတယ်ဥဇောပတိပ္ပန်နောဖြောင့်မတ်တဲ့အကျင့်ကိုကျင့်တယ်ညာယပတိပ္ပန်နောနီးမှန်လမ်းမှန်ကျင့်တော်မူတယ်တာမိစိတ်ပတိပ္ပန်နောမမှန်ကန်ကန်ကျင့်တယ်အဲ့ဒီမေဂန်ရှိပါအကျင့်တရားကိုကျင့်တဲ့အတွက်ကြောင့် အာဟုနေယောလူရန်ထိုက်တယ်ပါဟုနေယောလက်ဆောင်တွေလက်ခံထိုက်တယ်တက်ခိနေယောဓမ္မလုံးမှာအထောက်အပံ့ဖြစ်စေမဲ့အလူအတန်းတွေပြုလုပ်မှုကိုလက်ခံထိုက်တယ်အနောက်တရပုံညာခိတံလောကတလောကကြီးတစ်ခုလုံးရဲ့ကုသိုလ်စိတ်ပြိုးတဲ့မြေခွက်ဖြစ်တယ်အဲ့ဒီလိုအာယုံပြုနေတဲ့အခိမ့်မှာအာကုသိုလ်တွေဝင်မလာတော့ပဲကုသိုလ်စိတ်တွေနဲ့ဝမ်းသာကြည်နူးနေရတယ် အဲ့ဒီလိုစိတ်ချနူးဝမ်းသာမှုတွေစက်ကစက်ကဖြစ်လာပြီးခုနကစိတ်တည်ငြိမ်မှုငြိမ်းအေးမှုအထိနေလို့ရလာတယ်။ကဲအဲ့ဒီလိုမှနှလုံးသွင်းပြီးမကျင့်နိုင်သေးရင် နောက်ဆုံးကိုယ့်ရဲ့သီလကိုကျင့်တရားကိုဆင်ခြင်နိုင်တယ်။လို့ကြောင့်တွေဆိုရင်တော့အနည်းဆုံး၅ပါးသီလကို လုံခြုံအောင်လုပ်ရမယ်။မမသီလကိုဝရိတသီလလို့ခေါ်တယ်။တပါးမှရှော့လို့မရဘူးနော်။ ငါမသီလပြည့်စုံမှလူဘဝပြည့်စုံမယ်အဲဒါလေးကိုနည်းနည်းတော့ပြန်စဉ်းစားကြည့်ရအောင်လူတယောက်ဟာအရင်ဘဝတုန်းကငါမသီလထဲက၄ပါးလောက်ကိုပြည့်စုံအောင်ဖြည့်ကျင့်ခဲ့တယ်နော်အဲဒီထဲမှာပါရဏိပါဒကံကိုမလုံးချဲမလုံးချုံခဲ့ဘူးဆိုရင်လူဘဝရောက်လာတဲ့အခါမှာချမ်းချမ်းသာသာဖြစ်ပေမဲ့လို့အသက်တိုမယ်ဘယ်သူကအသက်တိုတိုနေချင်မလဲနော် ပါဏာတိပါဒကံမလုံးခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာအနာရောဂါများမယ်အသက်တိုမယ်ဒါကအပေါ့ဆုံးအပြစ်နော်ငရဲကြတာမကြတာသာထားငါးပါးသီလရဲ့အပေါ့ဆုံးအပြစ်ကဒီအထီအောင်ခံစားရမယ်အာရိဏဒါနကံမလုံးခြုံခဲ့ရင်ပစ္စည်းတွေဟာရှာလို့တော့ရပါရဲ့ခဏခဏပစ္စည်းသွားမယ်မိလောင်တဲ့အထက်ပါသွားမယ်ကိုယ့်ရဲ့ပစ္စည်းဟာ မကြခဏပစ္စည်းမယ်နောက်တစ်ခု ကာမေတုမဆာစာရကံမလုံရင်လူမုံများတယ်။သူနဲ့ဘယ်သူမှမတည့်ဘူး။သူမျက်နာမျက်နာနဲ့အလိုလိုမုံလာတယ်။အချောက်တိုက်မုံတာမျိုးပေါ့။နောက်ပြီးတော့ကြားမဟုတ်မမဟုတ်ဖြစ်တတ်တယ်။မုတဝါရကံမလုံရင်သူစကားကိုမယုံကြတော့ဘူး။သူပြောသမျှမိသူတဦးတယောက်မှမယုံကြည်တဲ့အခါသူရဲ့စကားအယံမရောက်ဖြစ်တယ်။ဒါကြောင့် မူသားဆိုရဲစရာအနေနဲ့တော့မပြောပဲရှောင်ကျင်သင့်တယ်လို့ဘုရားမြတ်စွာက ဟောကြားထားတယ်။သူရမေရယကမလုံခြုံခဲ့မလုံခြုံခဲ့သူဟာ ဖြစ်ရဘွားမှာအုံတော့မပြေဘူး၊ကြက်မပြေဘူးပြောကြတယ်။ယူယူနန်းနန်းဖြစ်တတ်တယ်။ဒါကြောင့်လူတွေရဲ့အခြေခံတီလာဖြစ်တဲ့၅ပါးတီလာကို လုံခြုံအောင်စောင့်ထိုင်းသင့်တယ်။၅ပါးတီလာထဲက တခုမှလျှော့လို့မရဘူးလူရင်တော့ဖြစ်လာတဲ့အခါမှာအသက်ရှည်ရမယ်ကျန်းမာပြီးအနာကင်းရမယ်ပေးစရာဥစ္စာရှိရမယ်လူချစ်လူခင် ပေါ်များရမယ်ဉာဏ်ပညာဉာဏ်ပညာပြည့်စုံရမယ်ဩဇာရှိရမယ်ယူနန္နမဟုတ်ပဲအသိဉာဏ်ရှိသူဖြစ်ရမယ်ငါမတိလလုံချုံရင်အဲ့ဒီအကျိုးတွေရမယ်ဒါမှလူဘဝမှာ ပြည့်စုံသူလို့ပြောလို့ရမယ်ငါမတိလဖောက်ဖြစ်ခဲ့ရင် လူဘဝမှာတခုခုလိုနေလိုက်မယ်အဲ့ဒီတော့ကိုယ့်ရဲ့သီလကိုပြန်ဆင်းကြည့်လိုက်မယ်ဆိုရင်ကျိုးပေါတာမရှိဘူးဒေးစေလိုတဲ့စိတ်နဲ့မေတ္တာဝါကိုမှငါမတတ်ဘူးသူတော်ဘာပစ္စည်းကိုမယိုးသားတဲ့စိတ်နဲ့လိုချင်မှုမရှိဘူးမုဒဝါရကိုရဲစရာအနေနဲ့တော့မပြောဘူးသူရမေရယအကံကိုကျမ်းမာရေးအတွက်နဲ့တော့မဖော်ဖြစ်ဘူး ီလကိုပြန်ပြီးဆင်ခြင်စမ်းစစ်လိုက်တဲ့အခါမှာဝမ်းသာတဲ့ပီတိစိတ်ဖြစ်လာတာပေါ့နောက်တစ်ခုကကိုယ့်ရဲ့စွန့်လွတ်စွန့်ကြဲပေးကမ်းမှုဒါနကိုဆင်ခြင်ပြီးဝမ်းသာနေရမယ်မိသားစုဝင်တွေကိုအိမ်မှာကိုယ့်ရဲ့လောအပ်ဒါနကိုအကျုံးပြုပြီးခွဲဝေကျွေးမွေးတဲ့အချိန်မှာသို့မဟုတ်လောက်တောင်ခွဲဝေဆောင်ရွက်ပေးတဲ့အချိန်မှာ မစ္စရိယမရှိဖို့လိုအပ်တယ်မစ္စရိယရှိရင်ဒါကတော့သူ့ဖို့ ဒါကတော့ငါဖို့ဆိုပြီးခွဲဝေလာတတ်တယ်။ကိုယ့်ရဲ့မိုက်ဆွေတင်ကားတွေကိုလည်းခွဲဝေပြီးအားလုံးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကဝမ်းမြောက်ဝမ်းမြောက်နေကြရမယ်။အားလုံးကချစ်ခင်တဲ့စာကကုံကိုအာရုံပြုပြီးအာရုံပြုရင်းဂျီနူးဝမ်းမြောက်မှုကတဆင့်စိတ်တည်ငြိမ်မှုရလာတော့တယ်။နောက်တစ်ခုကဒေဝတာနုဒတိပွားများလို့ရတယ်။ဒေဝတာနုဒတိဆိုတာ နတ်တွေကို ပူဇော်တာမျိုးတတိယတာမျိုးမဟုတ်ပါဘူးနတ်တွေရဲ့ဂုံရီချင်းဖြစ်တဲ့တတတိလတုတ္တစာကဆိုတဲ့အရေးသွေးကောင်းတွေကိုအာယုံပြုပြီးကိုယ်ရင်ထဲမှာရှိတဲ့အရေးချင်းနဲ့နှိုင်းရှင်ကြည့်ပြီးဝမ်းတာမှုဖြစ်တာနတ်တွေရဲ့ကုသိုလ်ကောင်းမှုမျိုးတွေဟာ ကိုယ့်ရဲ့ရင်ထဲမှာလဲရှိနေတာပဲလို့စင်ချင်စဉ်းစားပြီးဒေဝတာနုဒတိပွားများခြင်းဖြင့်ဝမ်းမြောက်မှုပီတိ ်ငြိမ်းအေးမှုစိတ်ချမ်းသာပြီးတည်ကြည်လာပါတယ်။အဲဒီလိုဘဝမှာနေထိုင်နည်းမျိုးမျိုးရှိတဲ့နဲ့ပေါ်ပြပါ6မျိုးထဲကတခုခုနဲ့နေရင်ဓမ္မအတိနဲ့နေခြင်းလို့ညဗုဒ္ဓကဟောပြတယ်။ဒါကလည်းတတ္တာဝိရိယတတိတမာတိပညာ၅မျိုးလုံလော့ပြည့်စုံမှသာ အခုလောက်တဲ့လုပ်ငန်းအောင်မြင်နိုင်မယ်။ဒါကြောင့် ငါးမျိုးကို လုံလော့လုံလော့အောင်ဖြည့်ကျင်းရင်မြတ်ဗုဒ္ဓဟောပြခဲ့တဲ့မဟာနာမသုတ်တော်လားဓမ္မအသီးဖြင့်နေခြင်းမျိုးနဲ့ဘဝမှာနေထိုင်နိုင်ကြပြီအေးချမ်းတည်ငြိမ်တဲ့ပုဂ္ဂိုလ်များတွေ ဖြစ်ကြပါစေသနည်းသာဓုသာဓုသာဓု